အားလုံးမင်္ဂလာပါခင်ဗျာယနေ့၁၀ရက်၁၂လ၂025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်ကင်းပြည်နယ်ဖားစီတန်ဝေတဲ့ကရင်ဒေသကဖလူးနယ်ကစစ်သည်နဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာယနေ့၁၀ရက်၁၂လ၂025ရက်နေ့မှာတော့ အကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ KNU ပလတ်ဗရက်အဖွဲ့တွေခိုးအောင်နေထိုင်နေတဲ့ဖလူလေးရွာထိတ်ကိုမြမတက်မတော်လေနသားများကလေကြောင်းကနေပေါင်900ဘုံနဲ့ကျဲချရှင်းလင်းနိုင်လိုက်ပါတယ်ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကြမ်းဖက်တောင်းကျမ်းသူ KNU နဲ့ဗရက်အပေါင်းပါတစု ထိခိုက်သေဆုံးမှုများရှိခဲ့သလို၎င်းတို့နေထိုင်ရာအဆောက်အဦအချို့လည်းထိခိုက်ဆုံးရှုံးပျက်စီးမှုများရှိကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့မန္တလေးတိုင်းဒေသကြီးဒရာဦးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ9ရက်12လ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးဒရာဦးမြို့ရဲ့အနောက်တောင်ဘက်မှာရှိနေတဲ့ကိုကိုကန်ရွာအနီးကိုလာရောက်ပြီးတော့မိုင်းထောင်နဲ့အကြမ်းဖက်တောင်းကျန်းသူဗရက်တယောက်ကိုလုံလုံရေးတပ်ဖွဲ့ဝင်များကပြစ်ခတ်ရှင်းလင်းနှိုင်းလိုက်ပါတယ် ဒီဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလက်နေရာဖြင့်အကျန်းဘက်တောင်းရန်သူဗရက်တလောင်းလက်လုံးမိုင်း၃လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ9ရက်စန္ဒလ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ် ရေဘူးတဲစုရွာအနီးမှာရှိနေတဲ့ကျက်ဆောင်တောင်ရွာအနီးကအကြံဘက်တောင်းရင်သူဗရိတ်တွေရဲ့အခိုင်မာစကန်ကိုမြမတက်မတော် လုံညိုတက်ဘက်ဝင်များက တိုက်ခိုက်ခြေမုံ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဂျိုးမြတ်ရလတ်နေရဖြင့်မိမိဘက်ကထိခိုက်မှုဒဇုံတရာမရှိဘဲအကြံဘက်တောင်းရင်သူများအခြေပြုဟာဗရက်စကန်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အကျံဖက်တောင်းကျန်းသူဗရက်အချိုးအလောင်းလက်နက်များဆွဲယူစုတ်ခွာထွက်ပြေးသွားကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါရခမ ्या အကျဉ်းငိန်သတိပေးခဲ့သလိုပါပဲ KNU ငပွေးနဲ့ဗရက်တွေဟာဘကုတ်အရှိချမ်းမြို့နယ်တွေမှာအခုတလော ခြေရှုပ်နေပါတယ်မုံငွေနယ်ကငပွေးနဲ့ဗရက်တွေဟာစစ်တောင်းမြစ်ကိုဆက်လီတွေနဲ့တပွဲပြီးတပွဲဖြတ်ကူးလာတာရှိပါတယ်ရေမွေးနှံ့ရပါတယ် ပြစ်မှတ်ကဖြူးနဲ့ထန်းတပင်ရေကြီးဘက်ကကင်းစကန်ဂိတ်စကန်တွေလာတော့မသိပါဘူးဒါမှမဟုတ်ထုံးစံအတိုင်းဖြူးဇင်ရပရိကျွဲပွဲလမ်းကြောင်းကနေဘကိုးကျောင်းမှမှာပဲသွားခိုကြမလားတော့မသိပါအဲ့လိုမှမဟုတ်ရင်ရွေးကောက်ပွဲနာနီးလို့ခိုးအောင်နေပြီးအနာနီမှလှုပ်ရှားကြမလားတော့မသိပါဘူး။တေချာရာကတော့ KNU ငပွေးနဲ့ဗရက်တွေဟာရသမြနီးနဲ့ရွေးကောက်ပွဲကိုဖျက်ဆီးပါလိမ့်မယ်။ဥပမာပြောရရင်နှက်ပြန်လို့ မဲပေးရမယ့်နေ့ဆိုဒီနေ့ညလိုဒရုန်းနဲ့မဲယုံကိုဘုံလာချတာတို့တနတ်တွေဖောက်တာတို့လုံနိုင်ပြီးတော့ပြည်သူတွေမဲလာမပေးပြီးအောင်အကြောက်တရားပေးထားနိုင်ပါတယ်ဒီလိုအခြေအနေနဲ့ဆိုဘယ်ပြည်သူမှလည်းအသက်ဆုံးပြီးမဲလာပေးမှာမဟုတ်ပါဘူးတမရောအနေနဲ့ကလည်းမဲယုံတိုင်းကိုဂျမ်းမာတက်ပြီးမကာကွယ်ပေးနိုင်ပါဘူးနောက်ဆုံးရှော့နိုက်ဒုံးတွေနဲ့ရက်ွက်တဲ့ထုတာတို့ဘာတို့လာလို့ရင်လဲကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး သဘုံတွေအတွက်ကတညာလေးပဲအရေးစွန့်တိုက်ွက်ဖော်ယုံပါပဲမဲယုံရှိတဲ့အနီးအနားကတက်စကန်ဂိတ်စကန်တွေကိုမနိုင်မန်းသိရင်တော့ဝင်စီတာတို့အဝေးကနေတိုက်ပွဲဖော်တာတို့လုံနိုင်ပါတယ်ဒီလိုအတန်ပလန်တွေကြားနေရရင်မဲပေးမဲ့ပြည်သူတွေကရောမဲယုံဝန်ထမ်းတွေကိုယ်စလဲလောင်းတွေရောအကုန်လုံးစိတ်ဖြောင်းဖြောင်းနဲ့ရွက်ကော်ဝဲလှုပ်ဆောင်နိုင်ကြပါဦးမလားသဘုံအတွက်ကသိမ့်နိုင်နိုင်မသိမ့်နိုင်နိုင်ကိစ္စမရှိပါဘူးတညာလေးပဲ အာဂုံထုတ်တိုက်ပွဲပေါ်နောက်ဆက်ယုံပါပဲဒါကြောင့်မို့တမတော်အနေနဲ့အများကြီးတွေးတောပြင်ဆင်ထားဖို့လိုပါတယ်ကြိုတင်ချိန်မုံထားဖို့လည်းလိုပါတယ်ကင်းထောင်ငှက်တွေဒရုန်းတွေရှိနေတာပဲဗျာနေတိုင်းလိုလိုအချိန်ပြည့်ထောက်လန်းနေပြီးမတင်ငါစင်ရတွေ့ရင်စော်ပေါ့ဒါမှမဟုတ်ရင်ဖြစ်လာကမှတော့မတတ်နိုင်ပါဘူးမြောင်းလေးရောက်နေတဲ့နုကြီးအဖွဲ့ကမန္တလေးမှာမြောင်းရုံနဲ့ကောင်ကိုပွဲထုတ်ပြီးတော့ ယနေ့ဒီဇင်ဘာလ10ရက်နေ့ကိုအပြင်မထွက်ရ Sinai Strike အတန်တိတ်သပိတ်လုပ်ဖို့ပြည်သူလူထုကိုချိန်ချောက်နှိုးဆော်ထားတာတွေရှိခဲ့ပါတယ်။ဒါကအကြောင်းမဲ့တက်တက်လှုပ်တာတော့မဟုတ်ပါဘူးဗျ။သူတို့ရဲ့စကားကိုပြည်သူတွေလိုက်နာမနာသပိတ်လိုက်လုပ်မလုပ်သိကျင်လို့သွေးလိုစမ်းကြည့်လိုက်တဲ့သဘောပါ။ပြည်သူလူထုကဒလန်လို့ဆွဆွဲခံရမှာကြောက်ပြီးနိုင်ငံရေးစဖြစ်တဲ့အစောပိုင်းနှစ်တွေလို့သူတို့ခိုင်းတိုင်းသပိတ်လိုက်လုပ်သေးလား။ မလုံလန့်သိကျင်သေးလို့ပါပြည်သူကအကြောက်တရားရှိသေးလို့သူတို့ရဲ့တပိတ်ကိုလိုက်လို့ရင်ရွေးကောက်ပွဲကြရင်တေချာပေါက်မဲထဲကြမဲ့ပြည်သူလူထုကိုမဲမထက်ဖြစ်အောင်တပိတ်တစ်မျိုးမျိုးလုံခိုင်းပြီးချင်းချောက်ပါလိမ့်မယ်အခုလိုအပြင်မထွက်တပိတ်လုံခိုင်းနာတို့ဘာတို့ပေါ့လေထွက်ရင်ဒလန်တို့စစ်တဲ့အာဘေဘောမတို့စသဖြင့်မျိုးစုံချင်းချောက်တာမျိုးတွေပေါ့အဲဒါကြောင့်ပြည်သူလူထုရဲ့အခြေအနေသိရင်သေးလို့နှုတ်ကြီးကမြောက်ယုံတဲ့ကောင်ကိုပွဲထုတ်ပြီးသွေးတို့ဆန်းခဲ့တာပါ အကြောင်းမဲ့တသက်ဒီ silent strike လောက်ခိုင်းနေတာမဟုတ်ပါဘူးပေါ်ပေါ်တန်တန်လေးမတွေးသင့်ဘူးအခုလာမဲ့ရွေးကောက်ပွဲကိုအထူးသဖြင့်နှုကြီးကအနူနီးအခုလိုအတန်တိတ်တပိတ်အပြင်မထွက်တပိတ်လောက်ခိုင်းတာအကျန်းနီးစီရေးတိုက်ပွဲဖို့စတဲ့နီးမျိုးစုံနဲ့ရသလောက်ဖြက်စီးပါလိမ့်မယ်နိုင်ငံရဲ့အစောပိုင်းနှစ်တွေမှာနုကြီးအခုလိုအရင်မင်းအဖက်မရသပိတ်ပေါင်းစုံကိုပြည်သူတွေကိုမကြာခဏလိုက်လုခိုင်းပြီးပြည်သူတွေကလည်းဆိုရှယ်ပန်နီမန့်လို့ BC လိုတိုက်ခိုက်တာတွေနဲ့ဘောမဒလန်ဆွဆွဲပြီးတက်ဖြတ်တာတွေကြောင့်ကြောက်ပြီးတော့လိုက်လုခဲ့ရတာရှိပါတယ်။ဥပမာဈေးထဲမှာဆိုရင်လေနီဘိန်းအာသန်ဆိုင်တွေကဆိုင်ပိတ်ကြရင်တမန်ဆိုင်ပိုင်ရှင်တွေကလည်းဆိုင်မပိတ်ချင်ပေမဲ့ BC လုံးမှာကြောက်တာတွေဘောမဒလန်ဆွဆွဲခံရမှာကြောက်တာတွေကြောင့်ဆိုင်လိုက်ပိုက်ပိတ်ခဲ့ရတာတွေရှိပါတယ်။နောက်တော့ဒီလိုဘာအကျိုးမှမရှိတဲ့တပိတ်တွေလုခိုင်းတာ စစ်တပ်ကဘာမှမဖြစ်ပဲပြည်သူလူထုပဲဒုက္ခရောက်လာကြလို့ကြာလာတော့ပြည်သူတွေလည်းအများအပြားလိုက်မလုံနိုင်ကြတော့ပါဘူးစဉ်းစားကြည့်လေအပြင်မထွက်သပိတ်လှုပ်လို့စစ်တပ်ကဘာမှမထိခိုက်ဘူးတက်စီဆွဲနေတဲ့ပြည်သူတွေဈေးလိုက်ရောင်းစားနေတဲ့ပြည်သူတွေတနေ့လှုပ်တနေ့စမ်းပြည်သူတွေစတဲ့သူတွေပဲဒုက္ခရောက်ရတာမဟုတ်ဘူးလားနောက်တော့တပိတ်တွေကဘာအကျိုးမှမရှိပဲပြည်သူလူထုပဲဒုက္ခရောက်လို့တာမန်ပြည်သူတွေကတပိတ်တည်းမပါနိုင်ကြတော့ပဲ တပိတ်ကိုအာဏာစွာလိုက်လုံနေကြတဲ့ NLD နီးဘိန်းတွေကိုလည်းစစ်တပ်ကနှိမ်နှင်းဖမ်းဆီးပြလို့ဒီတပိတ်တွေဟာပျောက်ွယ်သွားခဲ့ပါတယ်။ဟောအခုလဲကာလအတန်ကြာပျောက်ွယ်နေတဲ့ဒီတပိတ်ကိုသွေးရိုးဆန်းတဲ့အနေနဲ့နှုကြီးကပြန်လှုံ့ဆော်လာတာရှိပါတယ်။မီဒီယာတွေအနေနဲ့ကတော့နီးဘိန်းအပင်းမီဒီယာတွေကလူမရှိတဲ့အချိန်လူမရှိတဲ့နေရာတွေကိုလိုက်ရှာကာဓာတ်ပုံတွေရိုက်ပြီးတော့ပြည်သူတွေ sideline strike မှာပါဝင်တယ်ဆိုပြီးဝရဖြတ်မှာဖြစ်လို့တက်မတော်ဘက်ကမီဒီယာတွေကလည်းလူစီကားတဲ့နေရာတွေဓာတ်ပုံရွေးရိုက်ပြီးတံမြန်ဝရဖြန့်ညမှာပါဒါတွေကထုံးစံပါပဲပြီးတော့ဒီသပိတ်မှာပါဝင်ပြီးတော့ဆိုင်တွေပါတွေလိုက်ပိတ်ကြမဲ့သူတွေလည်းရှိနိုင်ပါသေးတယ်ဒါတွေကလည်းတက်မတော်နေနဲ့မျက်စိတောက်တောက်ကြည့်ပြီးဆွဲစီနိုင်တာပါပဲနိဗိန်အာသံတွေကိုတော့မပြောလိုပါဘူးတမန်ပြည်သူတွေကိုပြောချင်တာပါ ဘသူမှမကြောက်ပဲကိုယ်လို့ကိုယ်လှုပ်ကြဖို့ကိုပါတော်ကြဘာမှမဟုတ်တဲ့ဒီတပိတ်တရကြောင်းမဖြစ်သင့်တာတွေမဖြစ်အောင်လို့ပါအပြင်သွားစရာ ရှိရင်သွားဆိုင်ဖွင့်စရာ ရှိရင်ဖွင့်ဝယ်စရာရှိရင်ဝယ်ပြောစရာရှိရင်ပြောဒါပဲပေါ့ဗျာတပိတ်တွေကိုကြောက်ပြီးလိုက်လှုပ်နေရတဲ့နိုင်ငံရေးအစောပိုင်းကာလတွေကိုကြော်ခဲ့ပါပြီဒါလေးကိုပဲသတိပေးကျင်တာပါဘာလို့လဲဆိုဒီနေ့တပိတ်ကရင်အရက်ဝတ်တွေနဲ့ လိုက်ပတ်ကြည့်ရှုမဲ့စာရဖားတွေအများအပြားရှိနိုင်နေတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာပိုင်ဆိုးရေးသားတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာတနိုင်ငံလုံးချင်းချင်းတဲ့ဂျင်းမနိုင်မှုရာတော်လန်ဆယ်လီတွေအလုံးလုံးစော်နေကြတဲ့အတန်တိတ်တပိတ်ကြီးဟာတလောကဖွင့်တဲ့အာဂါသပြတိုက်တခုတည်းနဲ့တင်ကြာရှုံးသွားပါတယ်ဒီနေရာထဲမှာတော့လူထောင်နဲ့ချီပါတယ် အနီတွေကသွေးကြောင်တာလားညံကောင်းတာလားမသိဘူးပြည်သူတွေကအခုချိန်လမ်းပေါ်ထွက်ခိုင်းရင်ဘသူမှလိုက်မလုကြတော့မှန်းသိလို့အတန်တိတ်တပိတ်ဆိုပြီးလှုပ်တာပါဒါတောင်လူတွေသိမ့်မထွက်တဲ့ဆယ်နေကနေညနေ3နာရီကြာဆိုပြီးလူလေကြထားပါသေးတယ်ကိုเจ้าကိုတိလို့ဇမရှိတော့လမ်းမော်ခေါ်တင်ဖို့မပြောနဲ့လူစီကားတဲ့ညနေ၄-၅နာရီမျိုးကိုတော့မရွေးရဲပါဘူး ဒီလောက်အနိုင်ကွဖန်းနာတော်ရန်ကုန်မန္တလေးပြည်သူတွေကတော့အသွားလာမပြတ်ခဲ့ပါဘူးအဆက်ပြေလူပြတ်တဲ့အချိန်ရိုက်ထားတဲ့ပုံလေးတွေကိုခစ်သက်ကဟန်ကို့ဖို့တင်ပေးရှာပါတယ်လက်တွေမှာတော့ဒီတပိတ်ဟာမအောင်မြင်မှန်းကိုကိုကိုလည်းသိကြမှာပါဒီဇင်မာလာ28ရက်မတိုင်ခင်လဲညဏ်ညဏ်နဲ့တွေ့သုံးပြီးတော့တပိတ်ကောင်းစဉ်မျိုးစုံလာဦးမှာပါရွေးကောက်ပွဲပြီးရင်ကောင်းစဉ်ရှာဖို့ခက်လာပြီးဆိုတာကျင်းတည်နေပြီဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာကိုလူကြီးတွေစိတ်ရှည်သီးခံခဲ့တာလည်းပါတယ်မှတ်မှန်ရရ2022ကိုငြိမ်းချမ်းရေးနှစ်ဆိုပြီးတက်ချုပ်ကြီးက EU တွေနဲ့ Peace Project တွေအကြောင်းဝယ်စီပုံပြင်နိုင်မဲ့ကိစ္စတွေအကြောင်းငြိမ်းချမ်းရေးလုပ်နိုင်ဖို့အပြည့်ရဲ့ကာလတွေကိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ extension လုပ်ပေးခဲ့တယ် ူကြီးတွေယုံကြည်မယ်ဆိုရင်လည်းယုံကြည်ထိုက်เสียပါပဲအဲ့ဒီတော့ကနေပြည်တော်ကိုလာတဲ့အထက်မှာ UWSC လည်းပါတယ် SFBB တို့ကအစပေါ်လေးနိုင်ငံရေးရှုထောင့်ကကြည်ရင် NCA မထိုးတဲ့ EO တွေပါ နေပြည်တော်မှာ တွေ့နေပြီဆိုတော့အကောင်းဘက်ကပဲရှုမြင်သုံးသပ်ပြီးခဲ့ကြပါတယ်ခတ်တာကမင်းသားကောင်းဆောင်းထားကြတဲ့ဘလူးတွေပါအစိုးရနဲ့တက်မတော်က တိုင်းမင်းအတိုင်းသွားနေချိန်မှာအချိန်ကြီး30နှစ်ခွန်ဆိုပြီးအကောင့်ထဲပေါ်လာခဲ့ကြတယ်။ရုပ်အပေါင်းဆုံးကတော့ UWSC ပဲ။မြောက်ပိုင်းမှာမိတွေကိုလိုအပ်တဲ့လက်နဲ့ခဲရငွေကြွေးတွေနောက်ွယ်ကထောက်ပံ့ပေးခဲ့ကြတယ်။ဒါတောင်ဝကတောက်ချက်မရှိပြည်နယ်အဆင့်ရကျင်သေးတယ်။တရုတ်မြန်မာရဲ့ဒီပလိုမတ်တစ်သာအချိန်မီပြန်ကောင်းမလာခဲ့ရင်30နှစ်ခွန်ကတမျိုးတပုံထပ်ပစ်သွားနိုင်ပါတယ်။ဒါပေမဲ့အနာဂတ်စစ်ကောင်းဆောင်တွေတည်ထားဖို့အချက်က တရုတ်လည်းဒီအခင်းချင်းမှာအကျွေးတက်သက် ရှိပါတယ်။ဒါပေမဲ့ပြောကျင်တာကအခုမှစတာ။လက်ရှိ EO ရဲ့ဌာနချုပ်တွေကိုတာမန် Google Map ကိုသုံးတက်သူဆိုရင်တော့ကောင်းကောင်းသိပါတယ်။ပလောင်ရဲ့ကုတ်ခိုင်သိန်းဒီထိုးစစ်တွေစကြတဲ့ကနတ်ဆန်နဲ့မန်တုံကုံသာဘုံကျဲလိုက်ရင်ဒီပြဿနာကစောစောပြီးသွားနိုင်တယ်။ဒီလိုပါပဲ။လက်ရှိမကွေးဗရန်နေရာတွေထက်ရခိုင်ရဲ့နောက်ကျောနေရာတွေကိုသာဘုံများများကျဲ။ ချင်းနဲ့ရခိုင်ကြားမှာနေမြေထိန်းချုပ်မှုပြန်ရအောင်ယူနိုင်ရင်ရခိုင်က ဖြက်လေးပြက်ကောင်းကောင်းလှုပ်လို့ရပါတယ်။ကချင်တဲကဗမော်မှာလည်း KNY နောက်ကျောကူသာလေကြောင်းတိုက်ခိုက်မှုလုပ်ရင်ဗမော်ကလည်းဒီလောက်မြို့ကြေပမလားပေါ့လေ။ဒီနေ့ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဖြစ်နေတဲ့စစ်မှာထိုင်းဘက်ကတုံးသွားတဲ့ပောက်ကွင်းရပြင်းတွေကိုကြည်ရင်အီအိုတွေကိုနှိမ်နှင်းတဲ့တက်မတော်ရဲ့ပမာဏကဘာမှမဟုတ်တာ သွားတွေ့ရပါတယ်။ဒါပေမဲ့ ပြပစစ်နဲ့တိုင်းရင်းသားဆိုတဲ့အမြင်လဲကွာခြင်းကွာမှာပေါ့လေဒါပေမဲ့ရခိုင်အေအေရဲ့မကွေးအေယံဝရီနဲ့တရငားမိုင်မှာစူပေါင်းစပေါင်းဂိတ်ဖွင့်စားတာကရော တိုင်းရင်းသားအရေးလို့သတ်မှတ်မလားမွေးစေဝါဂုံကူပြီးနိုင်ငံတကာကိုဖျက်နေတဲ့လောက်ရကရော ဖက်ဒရယ်အရေးကိစ္စပဲလားဥပဒေရသတ်မှတ်ထားတဲ့နေမျိုးတွေကိုကျူးကျော်အိမ်အဆောက်အုံတွေမိရှို့ လန္တရာတွေဖြည့်ဆည်းပြီးပလောင်ပြီးနဲ့ထူထောင်ဖို့ကြိုးစားတာကရောတိုင်းရင်းသားအခွင့်အရေးအတွက်လို့ခေါင်းစဉ်တက်ခွင့်ရှိသေးလားပေါ့လေအခြေအနေမကောင်းလို့သာအုံယုံယုံကြောင်ယုံယုံဖြစ်သွားပေမဲ့တက်မတော်သားမထိန်ချုံနိုင်ခဲ့ရင်ထိုင်းနေဆက်ကမြောက်ဒီကုံသွေးကြီးနေရာကို ကရင်တပ်ပေါင်းစုကထိန်ချုံဖို့ကြိုးစားလာတဲ့ရုံမတ်ကလည်းတိုင်းရင်းသားအခွင့်အရေးလို့ဆိုလို့ရမလားပေါ့လေတိုင်းရင်းသားအခွင့်အရေးလို့ဆိုဦးမလားပေါ့လေ တီကြရာကတော့အခုလိုပဲဖြစ်ပြသမျှကို တိုင်းရင်းသား EAO လို့သတ်မှတ်ပြီးတက်ညာနေသည့်နောင်သားစဉ်မြေးဆက်လက်အင်အားကောင်းလာရင်ထကြွလိုက်လန်ဒရာတွေမိုင်းခွဲလိုက်နဲ့တန်တရာလင်းနေဦးမှာပါ NCA ဖြစ်ပေါ်ဖို့တွဲဆုံမှုပေါင်း9000ကျော်အချိန်အပြည့်2နှစ်ကုန်ကျခဲ့တဲ့ပတ်စံတွေပါတွက်လိုက်လို့ရှိရင်အခု KNU CNF ABDD တို့ရဲ့လုတ်ပေါက်တွေကဒီ project အရွယ်ကိုပါ ထိခိုက်စေတယ်မဟုတ်ဘူးလား EAO ရဲ့ logic ကတော့ စစ်တပ်ကအမာလိုင်းဖြစ်တော့တပ်မတော်နဲ့မဆွေးနွေးခြင်းဘူးတက်လာတဲ့အစိုးရကအနောက်ရင်းရင်ရင်းရင်ရင်းသလောက်အမျက်ထွက်တဲ့အခါဆုံးဖြတ်ချက်တထိုင်နဲ့ချနိုင်တဲ့တပ်မတော်အာဏာထိန်ကာလတွေမှာငင်းငယ်ရေး project တွေဆွေးနွေးလို့မရှိကြပါဘူးတခုတော့ရှိပါတယ်သိရိုးသားပါတယ်ဆိုတဲ့ EO တွေတောင်းဆိုတာကတပ်မတော်ဟာနိုင်ငံရေးကထွက်ရမယ်ဆိုတဲ့ logic ပါခတ်တာကကျော်တော့ကတော့အစိုးရနဲ့စကားပြောတဲ့အချိန်လက်နဲ့ကင်ထားဥမယ်ဆိုတဲ့သဘော တို့တွေသိရိုးသားရှာပါတယ်မြမပြည်မှာဘယ်အစိုးရတက်တဲ့စစ်တပ်မရှိတဲ့မြို့ရွာအီအိုထိန်းချုပ်ခံဒေသဖြစ်မှာပဲဖြစ်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်ရှင်းရှင်းလေးအခွန်မရဘူးပေါ့အခွန်မရတဲ့ဒေသအစိုးရလက်ထံမရှိတဲ့ဒေသဟာအုတ်ချိုရေးရန်နေရဘယ်လက်ပတ်နိုင်မှာတော့မလဲဒေါ်စုသာညဉ့်ညဉ့်ရေးနဲ့ရင်ကြားစီဂုရုဆိုရင်အန်လေဒီအနာရလဒါနဲ့အီအိုတွေအကုန်လုံး NCA ရဲ့ပြည်ဝင်ပြီးလက်မှတ်ဝိုင်းထိုးကြမှာပေါ့ဒါက နီပိန်မိသားစုတွေထင်သလိုဒေါ်အေးအေးဝင်းစီစဉ်တဲ့မြန်မာကားမှမဟုတ်တာအခုထွန်းမြတ်နိုင်အချိုတက်နေတဲ့ဒေါ်စုဆိုတာအန်လရီလက်ထက်လွတ်လပ်ရေးနေမှာတော့နေကြာရေကန်ရေကင်းစခန်းကိုရွေကျက်ရှိကြီးတိုက်ပြခဲ့တဲ့သူတွေပါတကယ်တော့ EO တွေမှာစားမရှိပါဘူးတမတော်ကနိုင်ငံရေးကခွာကျွန်တော်တို့ကလည်းရပ်ပေါင်း180အတွင်းလက်နက်စွန့်ပြီးပါတီထောင်မမယ်လို့ကြေညာကြည့်ပါလား တကယ်ကငိမ့်ငယ်ရေးအကြောင်းပြပြီးလက်နဲ့ကန်ရတဲ့ဝါလော့စနစ်တွေနဲ့ရင်မသွားခဲ့ကြတာလို့ပြောလို့ရပါတယ်တမ်မတော်ကသူတို့ရှိနေသည်မြနိုင်ငံရေးကမဆိုဘူး EO ကလည်းနိုင်ငံရေးစကားပြောရဖို့လက်နဲ့ကန်တယ်လို့အကြောင်းပြတယ်ခြုံပြောရရင်ငိမ့်ငယ်ရေးအကြောင်းပြပြီးလှုပ်ရှားခွင်တွေပျောက်သွားမှသူတို့အစိုးရင်ဆုံးမဲဆိုတာအသိသာကြီးဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ် ရှမ်းမိုးတိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့မြန်မာပါဝင်သင့်တယ်ဆိုတဲ့သတင်းဆောင်ပါလိနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာဒီဟုတ်ကမူရင်းစင်ဝါကိုအမေရိကန်နဲ့အတူလက်တွဲဆောင်ရွက်မယ်လို့စင်ဝါသတင်းဌာနကဒီဇင်ဘာလ6ရက်နေ့ကကြေညာတယ်အဲ့ဒီကိစ္စကတောင်ကိုရီးယားနိုင်ငံဘူဆန်မှာအမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့သဘောတူညီခဲ့တဲ့ကိစ္စလို့ဆိုပါတယ်တောင်ကိုရီးယားသတင်းဌာနတခုကမြန်မာနိုင်ငံမှာတရုတ်ကုမ္ပဏီတွေနောက်ွယ်ကကြိုးကင်နေပြီး ရှမ်းပြည်နယ်မှာမွေးစည်းဝါအကြီးအကျယ်ထုံးလုံးနေတယ်လို့ရေးထားတယ်လို့ဖတ်လိုက်ရပါတယ်အဲ့ဒီသတင်းအမှန်ပါအမေရိကန်ကဗီနီဇွဲလားကိုမွေးစည်းဝါခေါင်းစဉ်အောက်ကနေပြီးတော့အရေးယူဖို့အပြင်းထန်လုပ်နေပါတယ်ဗီနီဇွဲလားမှာမွေးစည်းဝါချက်ဖို့လိုအပ်တဲ့ဖန်တနိုင်းကတရုတ်ကလာတာပါဒါကြောင့်တရုတ်ကိုမွေးစည်းဝါချက်လို့တဲ့ဓာတ်ပစ္စည်းတွေမတင်ပို့ဖို့ထရန့်အမျိုးမျိုးဖိအားပေးနေခဲ့တာပါ ။ယောဂမွေးဇင်ဝံထုံးလို့ဖို့လိုအပ်တဲ့ဓာတုဗေဒကုံညံထုတ်လို့တာကဘာပေါ်မှာအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ဖန်တနိုင်းထုံးလို့ဖို့လိုအပ်တဲ့ကုံညံတွေကိုအွန်လိုင်းပေါ်ကကုမ္ပဏီတွေရောင်းချကြပါတယ်။ဒီရောကုမ္ပဏီတွေကိုအမေရိကန်ကအဲ့ဒီကုန်ကျန်းတွေရောင်းချတယ်လို့ဆွဆွဲထားပါတယ်။အဲ့ဒီဖန်တနိုင်းတွေကိုမက္ကဆီကိုကနေတဆင့်ဗင်နီဇွဲလားနဲ့အမေရိကန်ကို တင်ပို့တယ်လို့ထရန့်ဆွဆွဲထားတာပါ။ တရုတ်ရဲ့မူရီစေဝါချက်တဲ့နေရာမှာအသုံးပြုတဲ့ဓာတုပစ္စည်းတွေကမြန်မာနိုင်ငံကိုလည်းအများအပြားရောက်ပါတယ်။အဲဒီကုန်ကျန်းပစ္စည်းတွေနဲ့ရှမ်းပြည်နယ်ဝါနယ်နဲ့အနီးအနားမှာမူရီစေဝါတွေအများအပြားထုတ်လုပ်ပြီးဘင်္ဂလားဒေ့အာရပ်နဲ့အရှေ့တောင်အရှေ့နိုင်ငံတွေကိုပြန်ပြူးရောင်းချတာပါ။ရောင်းချရငွေနဲ့လက်နက်ဝယ်ပြီးမြန်မာနိုင်ငံမှာနေပြည်တော်သိမ်းပြီးကိုမင်းကိုချင်းအုပ်ချုပ်ကြတယ် မွေစည်းဝါချက်တဲ့ဓာတ်ုပ်ကုန်ကြမ်းတွေကမြန်မာနိုင်ငံကိုလာအိုထိုင်းတို့ကတဆင့်ဝင်လာတာများပါတယ်။ဒီလာတိုင်းပိုင်းမှာတရုတ် ကုမ္ပဏီတစ်ခုကစိတ်ကြွဆေးထုတ်ဖို့လိုတဲ့ကုန်ကြမ်းပစ္စည်း82တန်းလာအိုကတဆင့်ရှမ်းပြည်နယ်ကို ပို့တာလာအိုအကောက်ခွန်ကဖမ်းလိုက်တယ်လို့သိရပါတယ်။နာဗီဇုံးရဲ့ကမ္ဘာကျော်နေရင်တရုတ်လိုမဖြစ်စေခြင်းရင်တရုတ်နိုင်ငံဘက်ကလုပ်ရမယ့်ကိစ္စတွေထဲမှာကိုလူကိုပြန်ထိန်းတဲ့ ကိစ္စကအဓိကပါပဲ။ကြားဖြန့်ဆိုလဲတရုတ်၊မိုးရီဆိုလဲတရုတ်၊လူကုန်ကူးမှုဆိုလဲတရုတ်ဆိုမကောင်းပါဘူး။မြန်မာနိုင်ငံမှာဆိုလက်နက်ကင်တွေနဲ့ပတ်သက်ပြီးတော့အမြင်မကြည်ကြတာတွေရှိပါတယ်။မြန်မာနိုင်ငံမှာမိုးရီဆိုဝါဂုံကူးပြီးလက်နက်အင်အားတိုးချဲ့လာတာ UWSKNA နဲ့ AE တို့ကအကြီးမားဆုံးအဖွဲ့တွေဖြစ်ပါတယ်။အရင်ကကိုကန့်တွေလဲမိုးရီဆိုဝါကိစ္စနာမည်ကြီးပါတယ်။အခုဖော်ပြတဲ့ဓာတ်ပုံကတော့ရခိုင်ပြည်နယ်ကိုပို့ဖို့မိုးရီဆိုဝါတွေ ထမှန်ဖန်စီမိတဲ့ပုံပါလက်နက်ကင်အားလုံးဒီမှာမွေးစည်းဝါးနဲ့မကင်းသလိုကင်းပြည်နယ်တွေကလက်နက်ကင်တွေလည်းမွေးစည်းဝါးချက်လုလာပြီလို့ဆိုပါတယ်အမေရိကန်နိုင်ငံကမွေးစည်းဝါးနဲ့ပတ်သက်ပြီး PRB ဆောင်ရွက်မယ်ဆိုရင်မြန်မာနိုင်ငံကမွေးရာသာတွေကိုပါထည့်သွင်းစဉ်းစားရင်ကောင်းမှာပါမြန်မာနိုင်ငံကကမ္ဘာပေါ်မှာမွေးစည်းဝါးအကြီးဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်အများမြင်နေကြပါပြီဘိတ်ဆိုင်ပြိုဧရိယာလည်းအများဆုံးနိုင်ငံဖြစ်လာပါပြီ မွေးစင်းဝါကိုမထိန်ချုံနိုင်ရင်မြန်မာနိုင်ငံလက်နက်ကိုင်မပပြောင်းနိုင်တော့သလိုပြည်တွင်းစစ်လည်းမရက်နိုင်တော့ပါဘူး။အယုံနဲ့အမေရိကန်တို့ပူးပေါင်းပြီးမွေးစင်းဝါကိုလက်တွဲဆောင်ရွက်မယ်ဆိုရင်မြန်မာနိုင်ငံကလည်းပူးပေါင်းပါဝင်သင့်ပါတယ်။လက်နက်ကိုင်တွေကြီးစိုးတဲ့နေရာဖြစ်နေလို့တရုတ်ရဲ့သဘောထားနဲ့လှုပ်ဆောင်ချက်ကမြန်မာနိုင်ငံအတွက်ပိုအရေးပါပါလိမ့်မယ်။ကုန်ချမ်းမရရင်ကုန်ကြောမဖြစ်ပါဘူး။ တရုတ်နဲ့အမေရိကန်နိုင်ငံတို့ပူးပေါင်းဆောင်ရွက်တဲ့မွေးရီဇေဝတိုက်ဖြည့်ရေးကိစ္စကိုမြန်မာနိုင်ငံပူးပေါင်းပြီးတော့ဒီတစ်ခါမွေးရီဇေဝသီးသီးသာသာပပျောက်သွားအောင်လုပ်ရမယ်ဆိုတဲ့အကြောင်းကိုလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုတူပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာမိတ်ဆွေများရဲ့တင်ပြယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ ရိုင်းဆိုင်မှုမှာကွန်မန်မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်